ားလုံးဝမင်္ဂလာပါမြန်ခရစ်တာနဲ့ပြန်ပြီးတော့ကျေးဇူးပါတယ်ကျွန်တော်တော့ခူးဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ခရစ်တိုနယ်ပယ်မှာပေါ့နော်အမြဲလိုလိုပြောင်းလဲတွေဖြစ်နေတတ်တဲ့ခရစ်တိုနယ်ပယ်မှာအလိန်ညာတွေဆိုတာကမရှားဘူးဒါကြောင့်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကာကွယ်ဖို့အတွက်ဒီဗီဒီယိုမှာအရေးကြီးသတိထားရမယ့်အချက်၅ချက်ကိုမှတ်ရလို့အောင်ရှင်းပြပေးသွားမယ်အချက်၅ချက် list လုပ်ထားပါတယ်ပိုင်ဆိုင်မှုတွေမဆုံးရှုံးဖို့ဆိုရင်ဒီအချက်၅ချက်ကိုမဖြစ်မနေတည်ထားမှရပါလိမ့်မယ် ကဲပထမအဆုံးတစ်ချက်နဲ့စလိုက်ရအောင်ပါနံပါတ်1မဖြစ်နိုင်တဲ့ကတိတွေပေးခြင်းအလိညာတွေလို့သိနိုင်တဲ့နံပါတ်1အချက်ကတော့မဖြစ်နိုင်တဲ့ကတိတွေကိုအလွန်ကျွံပေးတာဖြစ်ပါတယ်ဥပမာအနေနဲ့ဒီ project မှာရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင်နေချင်းညချင်းတထေကြီးဖြစ်သွားတော့မှလို့လို့ပြီးပြီဆိုရင်နေချင်းညချင်းဘဝပြောင်းသွားတော့မှလို့လို့တွေကတိတွေပေးနေပြီဆိုရင်တော့တရီထားတင်ပါတယ်ဘဝပြောင်းတာကနောက်ဘဝပြောင်းတာဖြစ်နေနိုင်တယ်ပေါ့နော် တကယ် legitimate ဖြစ်တဲ့ project တွေဆိုတာက risk တွေနဲ့ကင်းလို့မရှိဘူး risk တွေအနည်းငယ်တော့ပါလေးရှိတယ်ဒါကမှမဖြစ်နိုင်တဲ့ဂတိတွေအလွန်ကျွံပေးနေပြီဆိုရင်သတိထားစောင့်ကြည့်တဲ့အထက်မှာပါပါတယ်နှစ်ယောက်အတူစိတ်ကူးရင်ခဲ့ပြီးတော့ဂတိတွေအထက်ထက်နဲ့တိဆောက်ခဲ့ကြတဲ့လေတွေကအိမ်လေးတောင် ပြုတ်ပြက်ခဲ့သေးတယ်မလားတီလဝဲဂရီတွေအထက်ထက်ပေးပြီးတော့မဖြစ်နိုင်တဲ့ဂရီတွေပေးနေပြီဆိုရင်သတိထားစောင့်ကြည့်တဲ့အထက်မှာပါပါတယ် နံပါတ်1အချက်ပွင့်လင်းမြင့်တာမှုမရှိခြင်းပွင့်လင်းမြင့်တာမှုရှိဖို့ဆိုတာက crypto project တွေရဲ့အသက်လို့ပြောလို့ရပါတယ် scammer တွေအများစုကသူတို့ရဲ့ identity တွေ information တွေကိုထုတ်ပြလိမ့်မရှိပါဘူး project ရဲ့နောက်ွက်မှာဘသူတွေရှိနေတယ်ဘာတွေလုပ်နေတယ်ဆိုတာကိုမသိရဘူးဆိုရင်လည်းတတိထားတဲ့အချက်တည်းမှာပါတယ် invest မလုပ်ခင်မှာ project သင်းနဲ့သူတို့ရဲ့နောက်ကြောင်းကို လေ့လာထားတဲ့သူတို့ကဘသူတွေလဲ ဘလောက်အထိအတွေ့အကြုံရှိကြလဲဆိုတာကိုသိထားတာကပိုပြီးတော့ကောင်းပါတယ် identity ကိုထုတ်ပြတိုင်းလူလိမ်မဟုတ်ပေမဲ့လူလိမ်အများစုကတော့ identity တွေကိုဖျောက်ထားလေးရှိတယ်ဆိုတာကိုအမြဲသတိထားနေတယ်တချို့ scam project တွေမှာဆိုရင် လူအကောင့်လိုက်ပြပြီးတော့လိမ်ပြီးကြတာမျိုးတွေလည်းရှိတယ်ဒီတစ်ချက်တည်းနဲ့အလိမ်ညာလို့တော့ဆိုလို့မရဘူးပေါ့နော်ဒါပေမဲ့နောက်ထပ်တစ်ချက်ဆက်ပြီးတော့ကြည့်ရအောင်ပါနောက်တစ်ချက်ကတော့ဖိအားပေးလိုခြင်းဖြစ်ပါတယ် လူလိန်တွေအများစုလှုပ်လို့ရှိတာက invest လုပ်ဖို့အတွက်အတင်းဖိအားပေးရမျိုးတွေလှုပ်တတ်တယ်။အခွင့်အရေးတွေလက်လွတ်သွားမယ်ဆိုတာမျိုးတွေပြောပြီးတော့အတင်းဖိအားပေးပြီးတော့ယင်းနှီးမြှုပ်နှံမှုတွေလောက်ခိုင်းနေပြီဆိုရင်တော့သတိသာထားလိုက်ပါတော့ legitimate ဖြစ်တဲ့ project တွေဆိုတာကသူတို့ project နဲ့ပတ်သက်လို့လေးလာဖို့အချိန်ကိုကောင်းကောင်းပေးထားလေးရှိတယ်။ invest လုပ်ဖို့အတွက်တွန်းအားပေးတာမျိုးတွေဖိအားပေးရမျိုးတွေလည်းတိတ်ပြီးတော့လုပ်လို့မရှိဘူး။ အဲ့ဒီလိုမဟုတ်ဘဲနဲ့အခုချက်ချင်း invest လောက်ကိုင်းနေတာမျိုးတွေကြုံရပြီဆိုရင်တော့ခဏလောက်ပြန်စဉ်းစားပြီးသုံးသပ်လိုက်တာက ပိုပြီးတော့ကောင်းမွန်တဲ့ရလဒ်တွေကိုဆုံးဖြတ်နိုင်ပါလိမ့်မယ်။နံပါတ်လေးအချက်ကတော့ကိုမသိတဲ့လူတွေစီကစာရီလက်ခံရရှိခြင်းဖြစ်ပါတယ်။ကိုဘက်ကမတောင်းဆိုဘဲနဲ့စာရီပို့တယ်ဆိုတာက crush ရဆိုရင်တော့ကောင်းတာပေါ့နော်။ဒါပေမဲ့ crush ဆီယာမဟုတ်ဘဲနဲ့ crypto investment နဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေ ရင်းနှီးမြှုပ်နှံမှုအတွက်ဆွဲတဲ့စာတွေကိုယ့်စီရောက်လာပြီဆိုရင်တော့မကောင်းတော့ပါဘူးတတိထားနေတဲ့အချိန်ပေါ့နော်စကမ်မာတွေအများစုကသူတို့လိန်လို့ရမဲ့သူတွေကိုဆိုရှယ်မီဒီယာတွေမှာစောင့်ကြည့်နေတာမျိုးတွေပြီးပြီဆိုရင်အီးမေးလ်တွေ Telegram တွေလို့စတဲ့ Messaging platform တွေကိုသုံးပြီးတော့လိန်လည်ဖို့ကြိုးစားကြပါတယ်ကိုနဲ့မသိတဲ့လူတစ်ယောက်စီကနေပြီးတော့ project တစ်ခုနဲ့ပတ်သက်ပြီးတော့ investment လုပ်ဖို့ email တွေအခွင့်အလမ်းတွေဘလောက်များတယ်ဆိုတဲ့စာတွေ လက်ခံရရှိနေပြီဆိုရင်ဒါကအလိညာလို့သိနိုင်တဲ့အချက်တွေကတခုဖြစ်ပါတယ်။နောက်ဆုံးအချက်ဖြစ်တဲ့နံပါတ်5အချက်ကိုကျွန်တော်တို့သွားရအောင်ပါ။နံပါတ်5အချက်ကတော့အရန်ကောင်းလွန်နေခြင်းဖြစ်ပါတယ်။ဟုတ်ပါတယ်။မဖြစ်နိုင်မင်းနဲ့အရန်ကောင်းလွန်နေပြီဆိုရင်ဒါ scam project တခုဖြစ်နေနိုင်ပါတယ်။ထူးထူးခြားခြားလည်းမရှိဘူး။လက်ရှိ market ထဲမှာရှိနေတဲ့တခြား project တွေထက်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေကပိုများတယ်ဆိုရင် scam ဖြစ်နေနိုင်တဲ့အတွက်စောင့်ကြည့်သင့်တယ် တခြားအလားတူ project တွေနဲ့နှိုင်းရှင်ကြည့်တာမျိုးတွေနှိုင်းရှင်လေးလာတာမျိုးတွေလုပ်တဲ့နေကိုလေးလာနေတဲ့ project တခုတည်းကိုလေးလာတာထက်ပေါ့နော်ကိုရင်းနှီးမြှုပ်နှံခြင်းနဲ့ project တခုတည်းကိုလေးလာတာထက်တခြားအလားတူ project တွေနဲ့နှိုင်းရှင်ချိန်ညှိပြီးတော့လေးလာတာမျိုးတွေလုပ်တဲ့နေဥပမာအနေနဲ့ကိုက define project တခုရဲ့အကြောင်းကိုလေးလာနေတယ်ဆိုရင်တခြားအလားတူ define project တွေရဲ့အလားအလာတွေအခွင့်အလမ်းတွေနဲ့နှိုင်းရှင်ပြီးတော့လေးလာတာက investment တခုလုပ်တဲ့အချိန်မှာ အမားယွင်းနေမဖြစ်အောင်လို့အတိုင်းအတာတစ်ခုထိရောကာကွယ်ပေးပါလိမ့်မယ်။စကမ်မာတွေကမဖြစ်နိုင်တဲ့ဂတိတွေပေးတယ်ဆိုတာကိုနံပါတ်1အချက်မှကျွန်တော်ပြောခဲ့ပါတယ်။အရန်ကောင်းလို့နေပြီးတော့အမျက်ရမှာတေးကြပါတယ်ဆိုရင်လည်းအမှန်တကယ်ကောင်းမှုရှာကန်တော့အတော်လေးနင်းနေတာမျိုးတွေရှိနိုင်တယ်။ဒါကြောင့်ဒီအချက်တွေကိုပြန်သုံးသပ်ပြီးတော့အလိမ့်ညာလားတကယ် legitimate ဖြစ်တဲ့ project လားဆိုတာကိုစဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။ crypto နယ်ပယ်ထဲမှာအလိမ့်ညာတွေကိုရှောင်မှုအတွက်က ကိုယ်တိုင်ပဲကောက်ကွယ်ရမှာဖြစ်ပါတယ်။ investment တခုမလုပ်ခင်မှာအာယုံစိုက်ထားတဲ့နဲ့ PVsin project ရဲ့အကြောင်းတွေကိုလေ့လာဖို့ပြင်းနေလို့မရအောင်ပေါ့နော်။တေချာစိစစက်လေ့လာပြီးတော့မှဖြစ်လာနိုင်တဲ့ race တွေကိုနားလိုက်ပြီဆိုရင် အလိညာဟုတ်မဟုတ်ဆိုတာကိုဆုံးဖြတ်နိုင်ပါလိမ့်မယ်။အလိညာတွေမခံရအောင်လို့ဒီနေ့မျှဝေပေးခဲ့တဲ့အချက်၅ချက်ရှိပါတယ်။ဒီအချက်၅ချက်ကိုပြန်ပြီးတော့ပြောရမယ်ဆိုရင်တော့နံပါတ်1ကတိတွေအလွန်အကျွံပေးတာဖြစ်ပါတယ်။ နံပါတ်1အချက်အနေနဲ့ကတော့ပွင့်လင်းမြင်သာမှုမရှိတာပါ။နံပါတ်3အချက်အနေနဲ့စဉ်းစားဖို့အချိန်မပေးဘဲအတင်းဖျားပေးတာမျိုးတွေရှိပါမယ်။နံပါတ်4အချက်အနေနဲ့ကတော့ကိုယ်မသိတဲ့လူတွေစီကနေစာရိဇက်တိုက်လက်ခံရရှိနေတာမျိုးတွေရှိနိုင်တယ်။ပြီးပြီဆိုရင်နံပါတ်5အချက်အနေနဲ့ကတော့ကျွန်တော်တို့အရန်ကောင်းလွန်နေတာဖြစ်ပါတယ်။ဒီအချက်5ချက်ကိုပြန်ချိန်ညှိပြီးတော့အလိညာဟုတ်မဟုတ်ဆိုတာတွေကိုပြန်ပြီးတော့သုံးသပ်တင်တယ်။ဒီအချက်တွေပေါ်မူတည်ပြီးသတိနဲ့အတိကတ်ထားမယ်ဆိုရင်တော့ ကျွန်တော်တို့ပို့ပြီးတော့ save ဖြစ်တဲ့ယင်းနှိမ့်ညံ့မှုတွေကိုလုံးနိုင်ပါလိမ့်မယ်။ပြီးပြီဆိုရင် ဆုံးဖြတ်ချက်တွေကလည်းမှန်မှန်ကန်ကန်ချမှတ်လာနိုင်ပြီးတော့လူလိန်တွေရဲ့တားကောင်မဖြစ်ဘဲနဲ့ဒီနယ်ပယ်ထဲမှာရေရှည်ရပ်တည်နိုင်တဲ့တူတူ ဖြစ်လာပါလိမ့်မယ်။ဆိုတော့ဒီချက်၅ချက်ကို အမြဲစဉ်းစားသုံးသပ်ပြီးတော့ project တွေမှာယင်းနှိမ့်ညံ့မှုတွေကိုလုံးသက်ပါရခင်ဗျာ။ဟုတ်ကဲ့ပါဒီဗီဒီယိုကတော့ဒီလောက်နဲ့ပဲနားပါရစေ။ကျွန်တော်နောက်ထပ်လည်းအခုလိုမျိုးဗီဒီယိုတွေကိုတင်ဆက်ပေးနိုင်အောင်ကြိုးစားပါအောင်မယ်။ ီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲ trade time မြတ်ကြပါစေခင်ဗျာ